လာပါရှင်။တနင်္လာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုတဝဝအဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လုပ်ငန်းပိတ်သိမ်းဖို့ကြေညာထားတဲ့ကံပေါက်တတုလောက်ွက်တွေကိုငွေပေးပြီးပြန်လည်ပတ်တဲ့သတင်း။တနင်္လာရီတကူရွာဒေသခံခဲမိုင်းလုံသားတူကြောက်လုံးပြုတ်ကြပြီးထိခိုက်တေဆုံးတဲ့သတင်း။တဝဲမှာထီးဖြူဆောင်ပြီးပလင်ပေါ်တရားဟောတဲ့အမျိုးသားတူဖမ်းဆီးခံရတဲ့အကြောင်းအသက်၈နှစ်ကျော်အရွယ်မင်းကလေးကို အကျဉ်းကျဉ်းမရင်းကျင့်ခဲ့တဲ့ဆိုတဲ့သူဖမ်းဆီးခင်ရတဲ့တဲ့င်းတရချောင်းမြို့နယ်ကနက်တီရီရွာသားနှစ်ဦးဝင်းဝတဒါဂိတ်အနီးမှာဖမ်းဆီးခင်ရတဲ့အကြောင်းနဲ့ရွှေနဲ့ဗတ်ဇေးတဲ့င်းတွေကိုတင်ဆက်ပေးပါမယ်။ရေပြူမြို့နယ်ကံပေါက်ကြီးရွာအုပ်စုမှာတတ်ထုလောက်ွက်တွေပိတ်သိမ်းရမယ်လို့ကြေညာထားပေမဲ့စစ်ကောင်မရှင်လက်အောက်ခံအဖွဲ့တွေကလက်ယူပြီးခွင့်ပြုနေလို့ပြန်ပြီးလောက်ကင်နေကြပါဗျ။စစ်ကောင်မရှင်ရဲ့ရက်တီအုပ်ချုပ်ရေးအဖွဲ့ကဩဂုတ်လနောက်ဆုံးအပတ်မှာ တရားမဝင်တပ်တုလုပ်ွက်တွေကို ရှက်နာဖို့ကြေးရွာအတွင်းလော့စပီကာနဲ့လှည့်လည်ကြေညာခဲ့ပါတယ်။စတေမာလဇမ်းမာတော့ရန်နာထားတဲ့တပ်တုလုပ်ွက်တွေစီကနေလက်ငွေယူပြီးရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ကပြန်လည်လုပ်ကန်ခွင့်ပြုထားတယ်လို့ဒေသခံတွေကပြောပါတယ်။လုပ်ငန်းပြန်လည်ပတ်ဖို့အတွက်ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ငေါ်ရဝတီရေတက်နဲ့ရဲတက်ဖွဲ့ကိုငွေပေးခဲ့ရတယ်လို့ကံပေါက်ရွာစက်ကုန်းရက်ွက်ကတပ်တုလုပ်ွက်တစ်ခုကအလုသမားတအူးကပြောပါတယ်။ အဖွဲလိုက်ရောက်လာတဲ့အချိန်လောက်ွက်တစ်ခုအတွက်ငွေကျပ်30ပေးလိုက်တာကြောင့်လုပ်ငန်းပြန်ပြီးလောက်ွက်ခွင့်ရနိုင်ပြီလို့အဲ့ဒီလောက်ွက်ကလူသမားကပြောပါတယ်။ကံပေါင်းဒေတာမှဥယျာဉ်ချမ်းမြေတွေကိုဝယ်ယူပြီးတတူလောက်ွက်တူးဖော်မှုတွေတိတိတတ်တာပုံများလာပါတယ်။2024ခုနှစ်ဇွန်လကနေဒီဇင်ဘာလအထိ Google App ကနေတိုင်းတာချက်အရတတူလောက်ွက် area 222 A ကလောက်ရှိတာကို Dwellwatch ကတွေ့ရှိခဲ့ရပါတယ်။ တနင်္သာရီမြို့နယ်တကူကျေးရွာနယ်ဇဝဲကျေးရွာလမ်းဘေးမှာရှိတဲ့ကွန်တပင်ခဲမင်းကတောင်ကပီယံကိုရေပိုက်ကြီးနဲ့ထိုးနေတဲ့အချိန်ကြောင်လုံးလိတ်ကျလာပြီးခဲရှာဖွေနေသူလုံသားတူထိခိုက်သေးဆုံးတယ်လို့ဒေသခံတွေကပြောပါတယ်။စတေမာလာ24ရက်မနက်မှာခဲမင်းလောက်ကကတောင်ကန်းဘားကိုရေပိုက်နဲ့ထိုးနေတဲ့အချိန်ကြောင်လုံးလိတ်ကျလာပြီးရေပန်းထိုးနေတဲ့အသက်35နှစ်အရွယ်ကိုအေးကိုနဲ့အောက်ဘက်ကခဲလုံသားမျိုးသားတူထိခိုက်မိတာဖြစ်ပါတယ်။ ဒဏ်ရာရထားတဲ့ကိုအေးကိုကိုစေးုံပို့ဖို့တည်ထုတ်လာတဲ့အချိန်တရုတ်ဂိတ်အနီးအရောက်မှာတည်ဆုံးသွားတာဖြစ်ပါတယ်။ဒဏ်ရာရခဲ့သူနောက်တဦးကလည်းလမ်းကောင်းကောင်းမရှောင်နိုင်သေးဘူးလို့ပြောပါရယ်။ကိုအေးကိုနဲ့ဒဏ်ရာရခဲ့သူနှစ်ဦးစလုံးဟာတကူရွာသားတွေဖြစ်ပါရယ်။ပြီးခဲ့တဲ့ဇွန်လ12ရက်ကလည်းတနင်္သာရီမြို့နယ်တိန်တော်ခဲမိုင်းမြေပြိုကျပြီးမြေကြီးဖိမိလို့တကူဒေသခံတို့တည်ဆုံးခဲ့တည်ရယ်။ တဝဲမျိုးပေါ်မှာထိပြူဆောင်ပြီးပလင်ပေါ်တရားဟောလေးရှိတဲ့အမျိုးသားတဦးဖမ်းဆီးခံရတယ်လို့တဝဲဒေသခံတန်ကာတိုင်းဝိုင်းစီကနေသိရပါဗျ။ဝဲကျွန်းရက်ွက်လီရင်ကွင်းလမ်းမှာတီထောင်ဖွင့်လှစ်ထားတဲ့ယထာဘူတပရိယတိသာသနာရိပ်သာဥဆောင်သူအသက်50ဝန်းကျင်အရွယ်ဦးရီချင်းကိုစတေမာလ25ရက်ညနေ4နာရီလောက်မှာသာသနာရေးတာဝန်ရှိသူတွေနဲ့ရဲတပ်ဖွဲ့ကရိပ်သာအတွင်ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ရဟန်းတန်ကာတော်တွေကင်တဲ့ရက်တောင်ကိုကင်ပြီးတရားဟောတာ သာသနာတော်ရဲ့အထောက်အထိပ်ဖြစ်တဲ့ ठी ဖြူမိုးဘီတရားဟောတာယဟန်တန်ကတော်တွေအသုံးပြုတဲ့ပလင်ပေါ်ထိုင်ပြီးတရားဟောတာယဟန်အတွင်အယောင်ဆောင်အတုခိုးတာဂိုင်းဖွဲ့တာတွေကြောင့်ဖန်ဆီးခင်ရတာဖြစ်တယ်လို့ယဟန်တော်တပါးကမိန့်ကြားပါတယ်။သာသနာဆိုင်ရာပြစ်မှုပုံမှန်295ကကြီးနဲ့ကနဦးတရားစွဲဆိုထားပြီးပြစ်မှု ထင်ရှားရင်ထောင်ဒဏ်2နှစ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်ရရလုံးကိုဖြစ်စေချမှတ်နိုင်တယ်လို့သာသနာဆိုင်ရာပြစ်မှုတွေမှာရေးသားဖော်ပြထားပါတယ်။ လောင်လုံးမြို့နယ်ကြောက်စင်ကျေးရွာအုပ်စုကအသက်၈နှစ်နဲ့၆လအရွယ်မိန်းကလေးငယ်ကိုအကြိမ်ကြိမ်မရင်တင်ခဲ့တဲ့ဆိုတဲ့မျိုးသားတဦးကိုဖမ်းဆီးထားတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလဖစီကလည်းသိရပါဗျ။အဲ့ဒီမိန်းကလေးကိုမရင်တင်ခဲ့တဲ့ဆိုတဲ့အသက်50ရွယ်ဦးစောစောကအိမ်အောင်ရှင်တဦးဖြစ်ပြီးပြုကျင့်ခံရတဲ့မိန်းကလေးရဲ့မိဘနဲ့ဆွေမျိုးတစ်ဖွဲ့ယဉ်နီးသူဖြစ်တယ်လို့စုံစမ်းသိရှိရပါဗျ။စတေမာလာ၃ရက်နေ့မှာဦးစောစောကအိမ်ကိုရောက်လာပြီး ကမွန်ချင်ရွက်ခူးဖို့ဆိုပြီးတော့မင်းကလေးငယ်ကိုခေါ်ဆောင်သွားတယ်လို့မင်းကလေးရဲ့မိခင်ဖြစ်သူကပြောပါတယ်။မိအိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာမင်းကလေးကအမူအရာပြတ်နေလို့တမီးဖြစ်သူကိုမေးမြန်းတဲ့အခါမှာဥစစော်ကမဒိန်အကြိမ်ကြိမ်ပြုတ်ကျင့်ထားတဲ့ကိစ္စပေါ်လာတာလို့ဆိုပါတယ်။ဥစစော်ကမဒိန်ကျင့်နေတာ6ကြိမ်ရှိပြီဖြစ်ပြီးမဒိန်ကျင့်ခဲ့တဲ့နေရာတွေကိုပါတမီးဖြစ်သူကထုတ်ဖော်ပြောပြခဲ့တယ်လို့ပြောပါတယ်။ မိခင်ဖြစ်သူကလောင်းလုံးမျိုးနဲ့ပြည်သူလုံးကြုံရေးအဖွဲ့ပါလာဖစီကိုတိုင်ကြားခဲ့ရမှာဦးစစောကိုစက်တင်ဘာလ6ရက်နေ့မှာလာရောက်ဖမ်းဆီးခဲ့တယ်လို့ပြောပါရယ်ဒီလိုဖမ်းဆီးသွားပြီးတဲ့နောက်ပိုင်းကျူးလွန်သူအမျိုးသားကိုဘလို့အေးအေးယူထားတယ်ဆိုတာစက်တင်ဘာလ26ရက်အထိမသိရသေးဘူးလို့ဆိုပါရယ်လောင်းလုံးမျိုးနဲ့ပြည်သူလုံးကြုံရေးအဖွဲ့တာဝန်ခံကတော့ကျူးလွန်သူအမျိုးသားကိုဖမ်းဆီးထိန်းသိမ်းထားပြီးအဲ့ဒီအမျိုးသားကိုယ်တိုင်ကအကြိမ်ကြိမ်မတိန်ကျင့်ခဲ့တာကိုဝန်ခံထားတယ်လို့ပြောပါရယ် ဒီအမှုကိုဥပဒေနဲ့အညီဖြစ်စေဖို့ကင်တွယ်ဆောင်ရွက်နေပြီးအခြားအမှုကိစ္စတွေကိုလည်းဖြေရှင်းနေရလို့မရိမှုကိစ္စကအနှဲငယ်ကြန့်ကြာနေတာဖြစ်တယ်လို့ဆိုပါရယ်။တရချောင်းမြို့နယ်ကရက်တီရီရွာသား2ဦးဝင်းဝဒဒါဆရာနာရှင်တက်စစ်စေးရိတ်ဂိတ်အနီးမှာစတေမာလ23ရက်ညနေပိုင်းကဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ဒေသခံတချို့ကပြောပါရယ်။ကနတီရီရွာကလည်းစုံစင်ရွာဖက်ကိုတွားပြီးအပြန် ညနေ6နာရီကျော်သွားလို့ဆိုပြီးဝင်းဝတရာစစ်စေးရိတ်ဂိတ်အနီးကဝင်းဝတင်းကျိုင်းနားမှာဂိတ်ချထားတဲ့တပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးထိန်းသိမ်းခံရသူ2ဦးဟာကနတ်တီရီရွာပိန်နေကုန်းရွက်ကွက်ကအသက်30အရွယ်လူငယ်2ဦးဖြစ်ပြီးမိဘတွေကတော့လိုက်လံစုံစမ်းမေးမြန်းနေတယ်လို့ဒေသခံတချို့ကပြောပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမင်းတက်ရွာသားတူမောင်ကြီးပြိုးစအချိန်ဂိတ်ကိုဖျက်တဲ့အချိန် ဝင်းဝါတင်းကြိုင်းနားမှာတက်ဆွဲထားတဲ့စစ်စေးအဖွဲ့ကဖမ်းဆီးထိန်းသိမ်းခဲ့သေးတယ်လို့ဆွေမျိုးနီးစပ်တော်တဲ့သူမင်းတက်ရွာကအမျိုးသားတူကပြောပါတယ်။မင်းတက်ရွာကမျိုးသားကတော့ပြန်လွတ်လာပြီးရိုင်းနှက်ထိုးကြိတ်ခံထားရတဲ့အတွက်စေကူတမှုခံယူနေရတယ်လို့ဆွေမျိုးနီးစပ်သူကဆိုပါတယ်။ဒီကနေ့ရန်ကုန်ဈေးကွက်မှာခောက်ရွှေဈေးပြန်တက်လာပြီးတကြက်သားကို380,000ကျပ်နဲ့ဈေးပွင့်ထားပါတယ်။ ။တဝက်ဈေးကွက်မှာတော့ရန်ကုန်ဈေးကိုအခြေခံပြီးအခောက်ရွှေဈေးဟာကြက်ရောင်းကြက်ဝယ်ဈေးဖြစ်နေပါဗျ။ထိုင်းဘတ်ငွေလဲနှုန်းကလည်းမြန်မာငွေတသိန်းကို985ဘတ်ဈေးပေါင်နေပါဗျ။အခုလိုနားဆင်ပြီးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်ပေါင်းတို့ကိုရော့စိတ်ပါကျမ်းမာချမ်းသာကြပါစေ။ကဘေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်ပြနိုင်ပါစေလို့ဒဝဝအဖွဲ့သားတွေကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။